အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်ဖတ်ပြပေးခြင်းတဲ့စာလီကတော့ဆီယာဟမ်ဆိုင်စီမန်ရဲ့တတိယလူနှင့်မဂ္ဂဇင်းဝိထုတို့များဆိုတဲ့စာအုပ်လေးတဲကတတိယလူဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးကြပါတယ်ရှင်တတိယလူအခုတလောဆီယာလေးကိုနိုင်စေကန်းဖွင့်နေတဲ့ရွာလေးမှာတတိယလူဆိုတဲ့ဇာတ်ကရေပန်းအစားဆုံးဖြစ်နေတယ်ရွာထဲကလူတိုင်းလူတိုင်းရဲ့ပါဇက်ဖြားမှာတတိယလူ တတိယလူနဲ့ တူတူတိတ်တိတ်စိတ်ဝင်စားစွာပြောဆိုနေကြပေမဲ့သူတို့ရင်ထဲမှာတော့ကြောက်ရွံ့ခြင်းတွေ ကိန်းအောင်းနေကြတယ်။တတိယလူဟာဘသူလဲလို့ရေရေရာရာမသိကြသေးပေမဲ့အဲ့ဒီတတိယလူကြောင့်ဘိန်နောဆီယာဦးတောင်းပျောကဆီယာဦးပူနဲ့နက်ကြော်ရဲရဲတို့ကပွားပေါက်တိုးနေကြတယ်။သူတို့သုံးယောက်အပြင်ပွားပေါက်တိုးနေတာကရွာထဲကခွေးလီခွေးလွင့်တွေပဲ။ရွာအပြင်တောဆက်ကိုလာချထားတဲ့ ကြက်စာခေါ်စာတွေစုပုံနေတာများခွေးတွေတောင်စားလို့မနိုင်တော့ဘူးဆရာလေးကိုနိုင်ကရင်မော်လှဲလျောင်းရင်အိမ်မရသေးတာနဲ့အတွေးနေချဲ့နေမိတယ်ဆရာဝင်ဘွဲရပြီးအစိုးရအလုံးမဝင်ပြစ်သေးတာနဲ့သူ့အဖိုးရှိတဲ့ဒီဝါလေးမှာစေကန်းလာဖွင့်နေတာ6လပြည့်တော့မယ်ရွာလေးကမြို့ပြနဲ့အလန်းဝေးတဲ့အပြင်ပြက်စစ်မီးကမရပြန်ဘူးရွာထဲမှာပညာတတ်ဆိုရလဲရှာမရှာ လီဒန်းအောင်ဂိတ်ဆုံးတွေကြီးပဲ။ ရွာတဲကလူများစုက မနဲ့လင်းနာနဲ့တော်တဲသွားတောင်ရလုပ်ငန်းလုပ်ကြတယ်။မိုးချုပ်ခန်းဒီမှရွာကိုပြန်လာကြတယ်။ရွာသူရွာသားတွေယူအားလိုက်တာလဲလွန်မာရော။ယူသားချင်းကကောင်းမင်မဲ့အရာကတော့မကောင်းဘူးလို့ဆရာလေးကိုနိုင်တွေးမိတယ်။ရွာသူရွာသားတွေရဲ့ရှေးယိုးဆန်တဲ့ကျမ်းမာရေးအယူဆတွေကျမ်းမာရေးဗဟုသုတနဲပါပုံတွေကြောင့်ဆရာလေးကိုနိုင်စိတ်တော်ကရောက်ရတာအကြိမ်ကြိမ် လွန်ခဲ့တဲ့3ရက်ကမှဆုံးသွားတဲ့ဖွားခင်စိန်ကြောင်ခေါင်းထဲရောက်လာတော့ဆရာလေးကိုနိုင်စိတ်မကောင်းဖြစ်မိတယ်။အိုးမတည်တင့်တဲ့လူတယောက်တော့ဆုံးသွားပြန်ပြီ။ဆရာလေးကိုနိုင်ခေါင်းခါရမ်းရင်သူ့အမြင်အာယုံနဲ့ဖွားခင်စိန်စေကန်းလာပြတဲ့နေ့ကပုံရိပ်တွေထင်ဟပ်လာတယ်။ဖွားခင်စိန်ရင်ဘက်ကြီးကနှဲသမားပါဇက်လိုပိန်လိုက်ဖောင်းလိုက်ဖြစ်ပြီးချောင်းကအဆက်မပြတ်ဆိုးနေတယ်။ဖွားခင်စိန်တကူလုံးမို့အစ်ပြီးရောင်ရမ်းနေတယ်။ သွေးပေါင်ကလည်းအစမတန်ထိုးတက်နေတယ်။ဖွားခင်စိန်ကို လိုအပ်တဲ့စမ်းသပ်မှုတွေလုပ်တယ်။ဥမောင်ရဲ့အဖွားကဒီလောက်ဖြစ်နေတာကို အခုမှလာပြရသလားဗျာ။မဟုတ်ဘူးဆရာ။အမေကိုဆရာဦးတောင်းနဲ့ပြပေးပြီ။မတက်တာလို့ဆရာဦးပုနဲ့ထပ်ပြပြီးကြက်လဲကျွေးထားတယ်။ဦးတောင်းဆိုတာဒီပါရဲ့ဘိန်တော်ဆရာ။ဦးပုကပျောကဆရာ။ဆရာလေးကိုနိုင်ဒီပါမှာစေကန်းလာဖွင့်တာမကျင်တတ်ကြတဲ့လူနှစ်ဦးပေါ့။ ဒီရွာမှာလူတယောက်နေမကောင်းတာနဲ့ကြက်ဖန်းစားတယ်ဆိုပြီးကြက်ကျွေးကြတာက ထုံးစံဖြစ်နေပြီးကြက်ကျွေးတယ်ဆိုတာ90သားလောက်ကြက်အဖိုးအမနှကောင်ကိုတက်ခြေသေးနဲ့အတွင်းကလေးစားတွေကိုတက်တက်ဖယ်ပြီးအသားကိုချက်ရတယ်ချက်တဲ့အခါစနုံးမုံနဲ့ငရုတ်တီမထက်ရဘူးကြက်ကျွေးဖို့ချက်မဲ့ဆန်လေးလုံးကိုဘန်းနဲ့ထက်ဘန်းကို လူနာပေါ်မှာဝေ့ဝဲပြီး မောင်ဘသူမတ်ဘဝဘာမှမပူနဲ့ကြက်ကျွေးပြီးရင်မင်းနေကောင်းသွားမှာတေးကြတယ်လို့ပြောရတယ်။ထမင်းနဲ့ကြက်သားဟင်းကိုချက်ပြုတ်ပြီးမိုးမတဲ့ခင်တော်တဲသွားကျွေးရတယ်။ကြက်ကျွေးမဲ့တော်တဲမှာမြေနေရာရှာပြီးကျင်းကိုကျင်းကိုကျင်းတူးအလေကျင်းထဲမှာလူနာရဲ့ခြေသေးလက်သေးသပင်တွေနဲ့အတူကြက်ခြေသေးအတွင်းကလီစာတွေကိုထည့်ရတယ်။ထမင်းနဲ့ကြက်သားဟင်းတွေကိုကြံရှစ်ကျင်းနဲ့ထည့်ရတယ်။ ြေးဖလားကိုတီးပြီးအေဟိဘုံဇာဟိအေဟိဘုံဇာဟိလို့ဩပြီးကြက်တွေကို ဖိတ်မှန်တကပြူရတယ်။ကြက်ကျွေးပြီးပြန်လာတဲ့အခါလူနာအိမ်အဝကမြေကြီးမှာဒုတ်နဲ့တကြောင်းချစ်ပြီးကျွတ်ပြီလားလွတ်ပြီလားလို့ဩမေးရတယ်။လူနာရှင်ကကျွတ်ပြီလွတ်ပြီလို့ပြန်ဩရတယ်။လူနာတွေယောဂါပျောက်တာမပျောက်တာအသာထားပြောကစရာဦးတောင်းကတော့သူ့စီလာပြတဲ့လူနာတိုင်းကိုကြက်ကျွေးခိုင်းတယ်။ ကြက်ကျွေးဖို့တေခဲ့ရတဲ့ကြက်တွေဒီဘာမှမရေတွက်နိုင်တော့ဘူး။တမန်အေးမိတုတ်ကွေးဖျားနာတာကဈေးကူကူမကူကူချိန်တရင်သူ့အလိုလိုတက်တာရွာတာကိုရွာသူရသားတွေကကြက်ကျွေးလို့တက်တာတယ်ပဲထင်နေကြတာ။ဆရာလေးကိုနိုင်ဖန်ပလင်းကိုဖျက်ပိုက်ထဲဆေးစုပ်ရင်းခတ်တာပဲဗျာအဖွားအခုဖြစ်နေတာနှလုံးအမောဖောက်တာဗျယောဂါဆိုတာစေးနဲ့တွေ့မှတက်ကြွနဲ့လူနဲ့ကုမပြောင်းမယ် ကြက်ကျွေးယုံမန်းမုံယုံနဲ့မပြောက်ဘူးအဖွားအဆုတ်ထဲမှာရေတွေရှန်နေပြီဆရာလေးကိုနိုင်ကဖွားခင်စိန်ယောဂအကြောင်းဥမောင်ကိုရှင်းပြနေပေမဲ့ဥမောင်မျက်ဝန်းတွေကအရက်ခိုးတွေနဲ့ရီဝေနေပြီးပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်နေပုံရတယ်ဟေ့လူကျွန်တော်ပြောနေတာကြားလားဖွားခင်စိန်ကို စေယုံတင်မရမယ်အသက်အန္တရာယ်ရှိတယ်အခုကျွန်တော်ထိုးပေးတဲ့ဆေးကခဏပဲတက်တာမှာဆရာလေးကိုနိုင်ကဒေါသတန်နဲ့អော်ပြောမှဥမောင်က ဟုတ်ဆရာ ကျွန်တော်အမနီယောက်နဲ့တိုင်ပင်လိုက်ပါမယ်။ဈေးကန်းကပြန်ပြီးသုံးရက်နေတော့ဖွားခင်စိန်ဆုံးနေ။ဥမောင်ကသူ့အမေကိုစိတ်ယုံတင်မှုအိုးခွဲနေတဲ့သူ့အမနှစ်ယောက်ကိုတိုင်ပင်မိမဲ့နှစ်ယောက်စလုံးကငွေကုန်မှကြောက်ပြီးတုတ်တုတ်ကိုမလှုပ်ဘူး။ဒါနဲ့ပဲဥမောင်ကသူ့အမေကိုဥပုနဲ့ထပ်ပြတယ်။ဥပုကကြက်စားတာမဟုတ်ရင်ရွာသူနှောက်ရက်တာဝင်းစာကွင်းပိတ်ဆုံးပြူစားတာဆိုပြီးရွာသူချခိုင်းနေ။ငခုံးမတွေကိုစလောင်းဖုံးတဲ့ထက် စလောင်းဖုံးကိုဘန်းရဲ့အလဲမှာထားပြီးမိုးချုပ်စချိန်မှာအိမ်ရဲ့အနောက်ဘက်ကိုချခိုင်းတယ်။ဘန်းချပြီးခဏလေးလို့ခွေးတကောင်လာစားရင်လူနာကို ရွာသူက ပြုစားထားတာပဲလို့ဥပုကပြောတော့တာပဲ။ငခုံးမတွေကို ခွေးလာစားရင်လူနာယောဂါတက်တာမယ်လို့ဒီတရလုံးကလူတွေကလည်းယုံကြည်ကြတယ်လေ။ဖွားခင်စိန်အတွက်ရွာသူချတော့လဲငခုံးမတွေကိုခွေးကလာစားတာပါပဲ။ဒါပေမဲ့ဖွားခင်စိန်ကတော့အမောဖောက်ပြီးဆုံးသွားခဲ့တယ်။ ခွားခင်စိတ်အလောင်းမှအမြည်မကြသေးဘူးဥမောင်နဲ့သူ့မနှစ်ယောက်အိမ်ထဲဝိုင်းကိုအမွေလူရင်ရံပြစ်ကြတာပွက်ပွက်ညံသွားတာပဲဟူးဆရာလေးကိုနိုင်တက်ပြင်းရှည်ချရင်သူ့နဖူးကချွေးတွေကိုလက်နဲ့တတ်ချတယ်ဒီရွာရဲ့အစွဲတွေဘလို့လောက်ရမလဲကွာငါတယောက်တည်းနဲ့ဒီအစွဲတွေကိုဖယ်ရှားပေးနိုင်မမလားဆရာလေးကိုနိုင်အာရော့တဲ့လေတံနဲ့တယောက်တည်းညင်းညူနေမိတယ် သူဒီပါကိုရောက်တဲ့6လအတွင်းသူစီလာပြတဲ့လူနာနဲ့မိသားစုဝင်တွေကိုယောဂါဆိုတာတက်ကြွတဲ့ဆရာနဲ့သာကုသင်ကြောင်းကျမ်းမာရေးအသိပညာဗဟုသုတတွေဟောခဲ့ကျမ်းမာရေးလက်ကမ်းစာဆောင်တွေအခမဲ့ဖြန့်ဝေခဲ့ပေမဲ့လူအ ਨੇ စုသာလက်ခံခဲ့ကြတယ်အများစုကတော့ဖြားနာတာနဲ့ကြက်ကျွေးစဲနဲ့တင်ပြီးဆူတောင်းမြဲခေါပြစ်နေကြစဲပဲမတက်တာပဲနောက်ဆုံးအချိန်နေမှ သူ့စေကန်းစီပြေးလာကြတယ် ရေနဲ့ပူလောင်လာလို့ရေတစ်ခွက်ထတော့ရင်ဆရာလေးကိုနိုင်တက်ပြင်းတွေသာခြာနေမိတယ်။ဖွားခင်စိန်ဆုံးပြီးနှစ်ရက်နေတော့ရွာအရှိပိုင်းနေတဲ့ဦးထွန်းဆုံးနဲ့အိယာဘော်အိပျော်နေရင်အသက်ထွက်သွားတာဦးထွန်းဆုံးမှ သူ့သမီးတွေကဆရာလေးကိုနိုင်ကိုလာပင့်ကြတယ်။ဆရာလေးကိုနိုင်ဦးထွန်းတို့အိမ်ရောက်သွားတဲ့အချိန်ကမနေ့၈နာရီထိုးပြီးဦးထွန်းခန္ဓာကိုယ်ကအေးဆက်နေပြီး သူတို့အဖေက တရားသမားမို့ ဘာဝေဒနာမှမခံစားရပဲတီတီငိမ့်ငိမ့်လေးဆုံးသွားတာလို့ဦးထွန်းရဲ့သမီးတွေကပြောကြတယ်။ဦးထွန်းရဲ့ချွေးစေးတွေစီးကျနေတဲ့မျက်နာကိုဆရာလေးကိုနိုင်မတင်ကြတာနဲ့သွေးဖောက်စစ်ကြည့်တော့သွေးထဲမှာတကြားဓာတ်ကမရှိသလောက်ပဲ။အเจ้าဆောင်ကိုမေးမြန်းကြည့်မှဘိန်တော်ဆရာဦးတောင်းကဦးထွန်းမှာ စီးကျိုယောဂါရှိတယ်။ဆေးတောက်ရမယ်ဆိုပြီးဆေးတွေပေးသွားတာသိရတယ်။ဆေးသုံးမျိုးစလုံးက စီးကျိုဆေးအပြင်းဆုံးတွေဖြစ်ပုံကဒီလို့ ဦးတောင်းကဘိန်တော့အပြင်ဆေးထိုးအပ်လဲကင်နေပြောရရင်အပ်ပုံးပေါ့ဦးတောင်းကရွာနဲ့၃နာရီကျော်လောက်ဆိုင်ကယ်စီးရတဲ့မြို့ကိုလည်းမကြာခဏသွားတတ်တယ်အဲ့ဒီမြို့မှာဦးတောင်းရဲ့အမရှိတယ်အဲ့ဒီအမက စီးကြိုယောဂါတဲ့ဆရာဝန်ပေးထားတဲ့စီးကြိုဆေးတွေတောက်နေရတာဦးတောင်းကသူ့အမခံစားရတဲ့ယောဂါလက္ခဏာတွေမေးတောက်ဆေးတွေကူးမှတ်ပြီးဆေးတွေဝယ်လာခဲ့တာဦးထုံးကဆေးတွေခဏခဏသွားတော့ဦးတောင်းနဲ့သွားပြတယ် စီးခဏခဏသွားတာစီးဂျိုလက္ခဏာဆိုပြီးဥတောင်းကစီးဂျိုဆေးတွေပေးလိုက်တာစီးဂျိုဆေးကြောင့်ဥထွန်သွေးထဲမှာတကြားဓာတ်ကမရှိသလောက်နှဲသွားခဲ့တာအုံနောက်စီးတကြားဓာတ်မရောက်နိုင်တော့ပဲမိမျောနေရကအချိန်ကြာတော့အသက်ထွက်သွားခဲ့တယ်ဒါလူတက်မှုပဲဆရာဝန်တွေအချိန်တသိမ်းမှာမတော်တဆတဲ့ချိန်မှာယွင်းခဲ့ရင်သတင်းစာတွေလူတွေပါဆက်ဖျားမှာပလူပြန်နေပြီးဒီလိုအပ်ပုံးတွေအကြောင်းကြဘာလို့မပြောကြတာလဲဒါလူတက်မှုပဲဒါလူတက်မှုပဲ ဆရာလေးကိုနိုင် စိတ်သေးပဲမချစ်တင်ငယ်អော်နေမိတယ်။လူနှစ်ယောက်ဇက်တိုက်ဆုံးပြီးတော့ရွာသူရွာသားတွေရဲ့စိုးရိမ်မှုပံမှုကအမြင့်ဆုံးဒီဂရီကိုရောက်လာခဲ့တယ်။ဒီပါလေးမှာလူနှစ်ယောက်တပတ်အတွင်းသေဆုံးခဲ့ရင်နောက်ထပ်လူတစ်ယောက်ကတပတ်အတွင်းထပ်သေးမယ်လို့ရွာသူရွာသားအလုံးကလက်ခံကြတယ်။သူတို့လက်ခံလောက်အောင်လဲတိုက်ဆိုင်မှုတွေကဒုနယ်တွေရှိခဲ့ကြတယ်။ရွာထဲကလူတွေကတာမန်နှာဆေးချောင်းဆိုးတာကအစဘိန်တော်စရာပျောကစရာ နတ်ဆရာတွေပြပြီးခေါ်စာပြစ်ကြက်ကျွေးနတ်တင်တာတွေလှုပ်လာကြတယ်တချို့လည်းမဖျားဘဲနဲ့ကိုလှုပ်ကြတာအင်းလေသူတို့လည်းတတိယလူဘယ်ဖြစ်ချင်ကြပါမလဲလူတွေရဲ့အကြောက်တရားကအမှန်တရားကိုမသိလို့ဖြစ်တာလားအမှန်တရားကိုမသိတာကပညာမတက်လို့လားပညာမတက်လို့ပဲအကြောက်တရားတွေကြီးစိုးလာတာလားဆရာလေးကိုနိုင်မစင်စားတတ်တော့ဘူးဆရာလေးကိုနိုင် စေကန်းလဲအခုတလော လူနာတွေတိတိတတ်တာစီကားလာခဲ့တယ် လူနှစ်ယောက်ဇက်တိုက်ဆုံးပြီး9ရက်ကြာတော့ရွာထဲမှာသတင်းတပုတ်ထွက်လာတယ်။ရွာတောင်ပိုင်းနေတဲ့ဖွားတန်းကြီးရဲ့မြေးလေးတဲတဲကတတိယလူတဲ့။ဖွားတန်းကြီးဆိုတာမုတ်ဆိုးမအိုကြီးသူ့သမီးမုတ်ဆိုးမကကလေးတယောက်မွေးပြီးမိတွင်တဲ့ဆုံးသွားတာ။ညီမလေးတဲတဲကိုဖွားတန်းကြီးပဲတောင်းလို့ပလုံးလို့ရောင်းပြီးရှာကျွေးခဲ့ရတာ။တဲတဲကိုမနှဲလေးကချစ်လို့ကြည်စားတာလို့နက်ကြော်ရဲရဲကပြောတယ်။နက်ကြော်ရဲရဲပြောတဲ့အတိုင်း ချက်ဥနဲ့ပေါက်ပေါက်စုပ်တွေမက်နယ်လေးကိုဆက်တာပြီးပြီမတက်တာလို့ဘိန်တော်စရာဦးတောင်းစီပြတဲ့အခါပရိသေစောင်းတဲ့ဒေဝမာဒရာနက်ဘလူဖန်းစားတာလို့ပြောတယ်ဦးတောင်းစီမံပေးတဲ့မုံငားကြော်ကောက်ညင်းနဲ့လှုပ်ထားတဲ့လူရုပ်တွေကို ခေါ်ပန်းနဲ့ထည့်ပြီးတောဆက်မှာလဲပူဇော်ပတာပြီးပြီမတက်တာတာနဲ့ပြောကစီယာဥပုခိုင်းတယ်လို့ကြက်စာလဲကျွေးပြီးပြီအဲ့ဒါကိုတဲတဲကဖျားနေတော့မယ် ဖြားနေတာငားရဲ့ပြေးသွားပြီတဲတဲကအိယာပေါ်မှာတခွေခွေဖြစ်နေပြီတဲတဲကတတိယလူဖြစ်ကိုဖြစ်ရမယ်လို့ဦးတောင်းဥပုနဲ့နတ်ကတော်ရဲရဲတို့၃ယောက်လုံးကပြောကြတယ်တတိယလူ ပေါ်လာမှပဲရွာထဲကဖြားနာနေသူတွေကတော်ပါသေးရဲ့ငါတော့တတိယလူမဖြစ်နိုင်တော့ဘူးဆိုပြီးတက်ပြင်းချနိုင်တော့တယ်တတိယလူကတဲတဲဆိုတဲ့စကားတွေကြတော့ဆရာလေးကိုနိုင် သူ့ဆေးကန်းကိုတဲတဲလေးအမြန်လာပြပါစေလို့ဆုတောင်းမိတယ်။သူသာဒီကလေးရဲ့အသက်ကိုကယ်နိုင်ရင်ဘိန်တော်ဆရာပြောကဆရာနဲ့နတ်ကတော်တွေရဲ့စကားကမှန်မှန်မှုဆိုတာသူတတ်သိပြနိုင်မယ်။ရွာသူရွာသားတွေရဲ့ယုံကြည်ကိုးစားမှုတွေရလာနိုင်မယ်။လူနာတွေတယောက်ပြီးတယောက်သာလာပြသွားတယ်။တဲတဲဆိုတဲ့ကလေးမကည9နာရီထိုးတဲ့အချိန်ထိပေါ်မလာခဲ့ဘူး။အင်းဆေးကန်းပိတ်ဖို့အချိန်တန်ပြီပဲ။ အမြင့်တွင်နေတဲ့အယူအဆအမှားတွေကိုငါမချေဖြတ်နိုင်တော့ဘူးဒီလိုနဲ့လျှော့ပေးလိုက်ရမှာလားကွာဟူးအဲ့ဒီကလေးမအိမ်ကိုငါသွားကြည့်ရမလားဟုတ်တယ်ငါသွားကြည့်ရမယ်အဲ့ဒီလိုလည်းမဟုတ်သေးပါဘူးငါ့ကိုမှလာမပင့်နာငါသွားသိမ့်ရလားဆရာလေးကိုနိုင် အတွေးတွေနဲ့ရောက်ရက်ခတ်နေတော့ကျုပ်မြေးလေးကိုကဲပါအောင်ဆရာဖွားတန်းကြီးက ကလေးမကိုပွေချီလာပြီးဈေးကန်းကရင်ပေါ်တင်နေဆရာလေးကိုနိုင်ကလေးကိုအမြန်ဆန်းသက်ရတယ်တဲတဲကနှာခေါင်းသွေးတွေယူနေတယ်အဖျားလဲရှိတယ်အပေါ်သွေးက80 mmHg အောက်သွေးက60 mmHg tonic quest test လုပ်ကြည့်တော့လက်ဖြာမှာအနီဇက်တွေအများကြီးတွေ့ရတယ်တဲတဲကအသိရှိသေးပေမဲ့သွေးခုန်နှုန်းက ဖြောတော့နေပြီနှလုံးခုန်နှုန်း အသက်ရှူနှုံးတွေကမြန်နေပြီတဲတဲရဲ့လက်ညှိုးထိတ်ကိုဆရာလေးကိုနိုင်ဖိပြီးလွတ်လိုက်တဲ့အခါသူ့ရောင်ပြန်တမ်းမှု၄စက္ကန့်စောင့်ရတယ်ဟာကလေးက short ဝင်နေပြီပဲဆရာလေးကိုနိုင်အလန့်တကြားအော်ရင်တဲတဲလက်ကသွေးကြောတဲ့ပိုက်သွင်းပြီးစလိုင်းရီအမြန်ချပေးတယ်ကလေးကဂလန်ကစံမလုပ်လို့တော်သေးတယ်ဖွာကလေးကသွေးလွန်တုပ်ကွေးဖြစ်နေတာသွေးပောင်ကျနေပြီ အသက်အန္တရာယ်ရှိတဲ့ဆေးရုံတင်မရမယ်။ဆေးရုံသွားဖို့သာဆရာလေးကိုနိုင်ပြောရတယ်။ရွာနဲ့မြို့နယ်ဆေးရုံကအတော်ဝေးတာ။ဒီချိန်ကြီးထော်လာကြီးသမားကလိုက်ဖို့မဖို့လည်းမသေးကြ။ဖွားတန်းကြီးကမျက်ရည်တွေကျလာပြီးဆေးရုံသွားဖို့ကြုံ မတက်နိုင်ပါဘူးဆရာလေးရဲ့။အခုတောင်ဘေးအိမ်ကတထောင်ချေးလာတာ။ဆရာလေးတက်နိုင်သလောက်ကုပေးပါ။မတက်နိုင်လည်းမြေးလေးကံမဲပေါ့။ဆရာလေးကိုနိုင်ဘာပြန်ပြောရမှန်းမသိပဲကလေးကိုပဲတွေ့တွေ့ကြီးစိုက်ကြည့်နေမိတယ်။ ဆရာလေးရဲ့ဆရာလေးတက်နိုင်သလောက်မြေးလေးအသက်ကိုကဲပါအောင်ဖွားတန်းကြီးကသူ့လက်ကိုဆွဲပြီးပြောလာမှဆရာလေးကိုနိုင်သတိဝင်လာတယ်တွေးလွန်တုတ်ကွေကုသပုံကိုဆရာလေးကိုနိုင်အမြန်စဉ်းစားရတယ်ကလေးကိုအလေးချိန်က သွေးကြောတဲ့စီးစင်းနေတဲ့သွေးရည်ကိုချိန်နှိရတယ်ဆရာလေးကိုနိုင်ရဲ့ခြေဖျားလက်ဖျားတွေကအေးဆက်နေပြီးနှလုံးခုန်တန်ကတဒိမ့်ဒိမ့်မြည်နေခဲ့တယ်ကလေးနားမှာသွေးပောင်တိုင်းလိုက် နှလုံးခုန်နှုံးတိုင်းလိုက်လှုပ်နေတဲ့ဆရာလေးကိုနိုင်ကိုဖွားတန်းကြီးကဆရာလေးရဲ့ကြုံမြေငဲငဲကလေးကနေမကောင်းရင်မက်နယ်လေးကိုကြုပ်ပြုတ်ပူဇော်လိုက်ရင်တက်တာသွားတာပါတော့အခုများမက်နယ်လေးပြင် ခေါ်စာကြွေးထားတာကို မတက်တာဘူးအဖွားရဲ့ကလေးယောဂါကချင်းကြိုက်လို့ဖြစ်ရတာအဖွားပူဇော်နေတဲ့မက်နယ်လေးလည်းမကယ်နိုင်ဘူးနှက်ဘလူးလည်းမကယ်နိုင်ဘူးစလိုင်းရီတွေကသာအဖွားမြေးတက်ကိုကယ်နိုင်မှာ သိပါဘူးဆရာလေးရဲ့အရင်ကတက်တာတော့အခုလည်းတက်တာမယ်ထင်ထားတာဒီမှာအဖွားမနယ်လေးဆိုတာအစိမ့်သေးပိတ်တာ ပိတ်တာဆိုတာလူထက်ကန်နေနဲ့လူကိုမကယ်နိုင်ဘူးခေါပြက်တယ်ဆိုတာလည်းမှားယွင်းနေတဲ့အယူအဆမှားပဲယောဂါကိုတက်ကြွတဲ့လူနဲ့မကူရင်တေဆုံးမှုပဲရှိတယ်ဖွားတန်းကြီးကခေါင်းတငိမ့်ငိမ့်လုံနေပေမဲ့တကယ်နားလည်လားမလည်လားဆရာလေးကိုနိုင်ဂယူးမဆိုင်နိုင်သေးဘူးတက်တဲလေးကိုသွေးပောင်ချိန်လိုက် နှလုံးခုန်နှုံးနဲ့အသက်ရှူနှုံးတိုင်းလိုက်နဲ့ရင်တမမဖြစ်နေခဲ့တယ်။ဆေးသွေးမီးနှစ်နာရီကြာတော့တဲတဲရဲ့သွေးပောင်တွေနှလုံးခုန်နှုံးတွေကပုံမှန်ဘက်ပြန်ရောက်လာတယ်။တဲတဲလေးကအိမ်မောကြနေပြီ။ဆေးရည်ဆက်ကြနှုံးကိုရှော့ချရင်ဆရာလေးကိုနိုင်နိုင်ကြီးကြည့်ပြီးတော့ည12နာရီနီးပါးရှိပြီ။အဖွာအိတ်ချင်ရင်အိတ်လေးကလေးကအကောင်းဘက်ပြန်ရောက်လာပါပြီ။ကျုံမအိတ်ချင်ပါဘူးဆရာလေးရဲ့ဆရာလေးကိုကျေးဇူးတင်ပါတယ်။ နောက်ထပ်3နာရီကြာတော့တဲတဲကစီးသွားတယ်။ဒီတိုင်းဆိုတဲတဲလေး short မရှိတော့ဘူးကွ။ဆရာလေးကိုနိုင်အာရပါရရေရွတ်ပြီးရင်းထဲကအပူလုံးကြီးကိုတက်ပြင်းနေတူလေးထုတဲလွှင့်ထုတ်လိုက်တယ်။တဲတဲသွေးကြောတဲ့လိုအပ်တဲ့ဆေးရည်ဇက်တွေဆက်ချပေးရင်ဆရာလေးကိုနိုင်အတိုင်းမသိပျော်ရွှင်နေတယ်။လူနှစ်ယောက်ဇက်တိုက်ဆုံးပြီးခုနှစ်ရက်နေမှတဲတဲရဲ့အဖျားကကျသွားတယ်။လူကလည်းထူးထူးထောင်ထောင်ဖြစ်လာတယ်။ ဲတဲကတတိယလူမဖြစ်နိုင်တာအသေးချာသွားတော့ရွာထဲကလူတွေရဲ့စိုးရိမ်ပူပန်မှုတွေလည်းပြန်လည်မြင့်တက်လာခဲ့တယ်။ရွာထဲကလူတွေကဟိုလူကတတိယလူဖြစ်မဲ့လူဒီလူကတတိယလူဖြစ်မဲ့လူလို့နေမကောင်းတဲ့လူတိုင်းကိုရန်တမ်းပြီးထင်ကြေးပေးကြတယ်။ခုနှစ်ရက်ကိုကြော်လွန်လို့ရှေ့ရနေ့အထိတတိယလူသေဆုံးတဲ့သူကပေါ်မလာခဲ့ပါဘူး။အဲ့ဒါကိုပဲရွာထဲမှာတတိယလူကတပတ်အတွင်းပေါ်မလာရင်နှစ်ပတ်အတွင်းပေါ်ကိုပေါ်လာရမယ်လို့ ကောလာဟာလာတွေထွက်ပေါ်နေစေပဲဒီသတင်းတွေကိုဆရာလေးကိုနိုင်ကြတော့တစ်ချက်ပြုံးမိရင်သကလုံးတချို့ကိုရေရွမိတော့တယ်ဒီဟွာမှာကျမ်းမာရေးယူဆမှားတွေကိုစုပ်ကင်ထားတဲ့လူဘလောက်များများငါစိတ်မပြတ်တော့ဘူးဒီဒီချိန်မှာလူတယောက်ငါကဲတင်လိုက်နိုင်ပြီပဲဒီဒီချိန်ကအစာပြုလို့နောက်ထပ်အချိန်ပေါင်းများစွာလူအသက်တွေကဲတင်ဖို့ငါစူးစမ်းရမယ်ငါတက်နိုင်သလောက်ဟောပြောရင်းနဲ့ ီရွာမှာအမြင့်တွယ်နေတဲ့ကျမ်းမာရေးအယူအဆမှားတွေကိုခြေဖြတ်ရမယ်။တဖြည်းဖြည်းနဲ့တော့ဒီအယူအဆမှားတွေလည်းပျောက်ကွယ်သွားလိမ့်မယ်ထင်ပါရဲ့။ဇီဝကမဂ္ဂဇင်းဇူလိုင်လ2015ဟုတ်ကဲ့ပါရှင်။ဆရာဟန်ဆိုင်စီမန်းရဲ့တတိယလူဆိုတဲ့ဒီဝိထုတို့လေးကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီရှင်။နားစင်အားပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျမ်းမာဘေးကင်းကြပါစေ။